ာဘော်တွေမှာ join ထားတဲ့ကျိုးတွေကိုကျွန်တော်တို့ကအသေးချာလေးမှတ်ထားရမယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကဒီမှာအပေါင်းတွေအနှုတ်တွေအဲကျွန်တော်တို့ကျိုး join တာမပါလို့ဆိုရင်ဒီမော်တာလဲတဲ့အခါမှာတခါတယ်ပင်နီယာအင်ဂျင်ကိုနိုးမဲ့ဒီအထက်ကပင်နီယာထွက်သွားပြီလို့ဆိုရင်သူကပြန်ပြီးတော့မဝင်မဲ့နဲ့ဒီ direct ကန့်နေတတ်တယ်ပေါ့နော်ဒါကြတော့သူကအပေါင်းနှုတ်မားတဲ့အခါမှာဖြစ်တတ်တဲ့အနေထားပေါ့ဒီနေရာလေးမှာကျွန်တော်တို့က ကွင်ကြီးရယ်ပေါ့နော်ဒါကတော့ကွင်တကွင်ပေါ့ခင်ဗျာနော်ဒါကပင်နီယံကိုတောထုံးမဲ့ကွင်ဒါကကြတော့ကော်တင်ပိုက်ဖြစ်တဲ့ကျွန်တော်ဒီစတာမော်တာကိုလင်အောင်ပြုလုပ်မဲ့ကွင်လေးဖြစ်ပါတယ်အဲပြီးပါလို့ဆိုရင်ကျွန်တော်တို့ကဒီမှာဘက်ထရီအပေါင်းအနှုတ်ဝင်တာရယ်ဆိုလိုနိုင်ကိုကျွန်တော်တို့ကတာလိုက်ဆွဲကန်ဖို့အတွက်အတုံးပြုတဲ့အာဆင်နိုးတဲ့ခါမှာဒီနှစ်ခုကိုအလုတ်လုတ်ဖို့အတွက်ရှိရပါတော့အဲ့တော့ကျွန်တော်တို့ဒီ coin အစုံနဲ့အစလေးတွေပေါင်းပါလို့ရှိရင် မရဘူးပေါ့ခင်ဗျာဒီ coin ကိုပတ်ထားပြီးလို့ရှိရေဒီမှာတော့ coin ရတော့မပြည့်စည်ပါဘူးခင်ဗျာเนาะဒါပေမဲ့ကျွန်တော်တို့ကသူ့ကို overhaul ပြန်ချပေးရမယ်ပေါ့เนาะအနေထားကြတော့သူတို့တင်ပေါ်ထဲမှာ engine ကို no ပြီးလို့ရှိရင်အတုပ်ပြူတဲ့ star motor လေးဖြစ်ပါဒီထိုက်ကအာပေနေရလေးကိုတော့ကျွန်တော်ကဖြုတ်လိုက်မိပြီပေါ့เนาะပြီးမှကျွန်တော်ကဗီဒီယိုရိုက်ချင်တဲ့စိတ်လေးပေါ်လာလို့ကျွန်တော်တို့ဗီဒီယိုရိုက်ဖြစ်သွားတာပါအဲ့တော့ဒီနေရာမှာကာဘော်မှာဝင်ထားတဲ့ဒီမှာအပေါင်းကျိုးအနုတ်ကျိုး အဲပြီးလို့ရှိရင် quiet ရဲ့ solo night ရဲ့ကျွန်တော်တို့ဒီအဝင်အထွက်လေးတွေကိုအားလုံးကိုကျွန်တော်ကမဖြုတ်ခင်မှာကျွန်တော်ဒါသူ့ကိုဗီဒီယိုရောတပ်ပုံရောမတိုင်းယူထားပြီးပြီပေါ့နော်ဒီကားကြတော့ကျွန်တော်တို့လုံနေကြတော့မဟုတ်ဘူးပေါ့ခင်ဗျာနော်ကြာကြာလေးမှတစ်ခါလောက်ခြံရတဲ့ခါကျတော့ကျွန်တော်ကမမတ်မိဘူးတစ်ခါတလေလဲကျွန်တော်တို့ကကြိုးထဲမှာ quiet ကြီး quiet ငယ်ရဲ့အဲဝင်တဲ့အနေထားလေးတွေကျွန်တော်တို့ရေးမှထားပြီးပြီပေါ့နော်ဒီမှာဆိုတပ်ပုံနဲ့လည်းမတိုင်းယူထားပြီးပြီဆိုတော့ကျွန်တော်တို့ကဒါလေးတွေကိုစပြီးတော့ဖြုတ်မယ် အဲဒီကားကိုပြုတ်တဲ့အခါမှာကျွန်တော်တို့ကဝက်ဥလက်လောကကောက်ကောင်းလေးလူအပ်တယ်ပေါ့နော်ကျွန်တော်တို့ဒီမူလီဖြုတ်လိုက်တဲ့အခါမှာဒီစကူအာစတာပုံစံပေါ့နော်စကူလိုက်စတာမှာအဲပြောဆိုမိုင်းမစီနဲ့တောင်းမှန်ပေါ့နော်ကျွန်တော်တို့မတားတခေါက်လေးပါအဲ့ဒါလေးတွေခေါင်းချောသွားလို့ရှိရင်ဖြုတ်ရခက်ပါတယ်ဒါကိုကျွန်တော်တို့ကဖြုတ်တဲ့အခါမှာဒီအနောက်ကပဝဲပတ်တဲ့အပေါ်ပိုင်းကဟာတွေဒီအကုန်လုံးဖြုတ်လိုက်ရပါတယ် ဘူးနော်ပြီးတော့မှကျွန်တော်တို့ကဒီမှာကားထွက်နေတဲ့ဒီမော်တာရဲ့ကျိုးတွေကိုတခါထပ်ဖြုတ်ရမှာဖြစ်ပါတယ်ဆင်းတဲ့ခါမှာလည်းပဲကျွန်တော်တို့ကဒီထဲကိုဝင်ယူအရင်ထိုက်ရတယ်ပေါ့နော်အပြန်ဆင်းတဲ့ခါလည်းကျွန်တော်တို့ဗီဒီယိုလေးတစ်ဖိုင်ထပ်ပြီးတော့လုပ်ပေးအောင်ပါမယ်ခင်ဗျာနော်ဘလို့ဆင်မှာဒီမှာပါဝင်ပတ်သိမ့်ထားတဲ့ဒီကာဘောဒုံးလေးတွေသူ့ရဲ့ join ထားတဲ့ကျိုးလေးတွေကိုဒီမှာဆိုရင် join ကျိုးလေးတစ်ပင်စီးတယ်ပေါ့အဲသူ့နေရာနဲ့တူတယ်เนาะကျွန်တော်တို့ AC မှတ်တမ်းယူထားမယ်ဒီမှာလည်းတစ်ပင်စီးတယ်ဒါကိုကျွန်တော်တို့က ဆိုလိုနိုင်အကြီးခေါ်ပါတယ်နော်သူကကွိုင်ကြီးကွိုင်ကမာတယ်ပေါ့နော်ဒီဘက်မှာကွိုင်ငယ်ညီကျောတကားကျတော့အာကော့တက်ကနေထွက်သွားတဲ့အနေထားပေါ့ဗျာ NO NO တဲ့သူကကျိုးလေးတပင်ထုတ်တာဒါပေမဲ့အများအပြားဒီဟာလေးကိုကျတော့မတော့ရဘူးဆိုမှနော်ပြီးွားရင်ဒီမှာရှိတဲ့အပေါင်းကျိုးကိုဝင်ထားတဲ့မူလီလေးနှလုံးကိုလည်းကျတော့ဖြုတ်ပြရမှာဖြစ်ပါတယ် အပေါင်းကျိုးဝင်ထားတဲ့အဒီ content content မှာပေါ့နော်ဒါ solo night ရဒီကဘက်တီဝင်ကျိုးဒီဘက်တချမ်းကိုပြန်ထိတဲ့ခါမှာကျတော့ကျွန်တော်ဒီ motor ကိုတွားတယ် coin ကိုလက်ပန်းအောင်ကျွန်တော်တို့ကဆက်သွယ်ပေးလိုက်တယ် content ပိုင်းလေးပဲဖြစ်ပါတယ်ပြီးွားရဒီဘက်မှာကျွန်တော်တို့ကအနှုတ်ကျိုးအနှုတ်ဘက်ကိုဝင်ထားတဲ့ carbon ရဲ့အာ motor ကိုတွားထားတဲ့ကျိုးလေးကိုလည်းကျွန်တော်ဖြုတ်ရပါတယ် ဒီမှာဆိုလိုက်ပဲကျွန်တော်ဆိုလိုနိုင်တဲ့ပတ်သက်တဲ့ကွိုင်ကြီးရတပင်ရယ်ကွိုင်ငယ်ရတပင်ရယ်ကျွန်တော်တို့ဝင်ထားတာကိုတွေ့ရတယ်ဒီကွိုင်ကြီးမှာပဲကျွန်တော်တို့ကကွိုင်ငယ်ကွိုင်ကြီးတပင်ကွိုင်ငယ်တပင်ဒီမှာကျတော့ကျွန်တော်တို့ကကွိုင်အငယ်ပဲတပင်နဲ့ပဲပေါ့နော်အဆုပ်ဆပဲရှိပါတယ်ဒီမှာကျတော့အလိုပေါင်းဒီကွိုင်မှာကျတော့ကွိုင်ကြီးအဆုပ်ဆနှစ်ပင်ကွိုင်ငယ်အဆုပ်ဆနှစ်ပင်ဆိုပြီးရှိတယ်ပေါ့နော် အဲပြီးလို့ရှိရင်ဒီအနီလေးကကျွန်တော်တို့ဒီအနှုတ်ကျိုးမှာဝင်ထားတယ်အပြာလေးကကြာတော့ကျွန်တော်တို့ S စင်းလို့တဲ့အခါမှာဝင်ထားတယ်ပေါ့နော်ဒါလေးကိုကြာတော့ကျွန်တော်ကဆွဲဖြန့်လိုက်လို့ရပါတယ်ဘာလို့လဲဆိုကျွန်တော်တို့သူ့ကိုဒါကကြာတော့ကော်တက်ကကွင်လေးတစ်ပင်ပြီးမှကျွန်တော်ကခဲပြန်ဆွန်မယ်ပေါ့နော်ဖြတ်ပစ်လိုက်ပါပြရင်ကျွန်တော်ဒီမှာရှိတဲ့ဒီမူလီလေးကိုကျွန်တော်အရင်ဖြုတ်မယ်ဒီကာကိုလည်းဖြုတ်ထားလို့ရပါတယ်ခင်ဗျာနော် ်ဘက်ထရီအနုတ်ကျိုးပေါ့ရေအဲဒါလေးကိုလည်းကျွန်တော်ဖြုတ်ပြီးပိတ်ထားလို့ရပါတယ်ဒီကအမူဒီကြက်တဲ့ခါမှာကျွန်တော်တို့ကသေချာလေးကြက်ပေးဖို့လိုပါတယ်ဒါမှလို့မဟုတ်လို့ရှိရင်ကျွန်တော်က fiber ပြားတွေခံထားတဲ့ဒီမှာအပြားလေးတွေပေါက်ပြဲသွားတာတို့ဘာလို့ဖြစ်တတ်ပါတယ်ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်ကသူ့ကိုလောလောလလကွိုင်းလေးကိုဖြုတ်လို့ရအောင်ကျွန်တော်ဒါဒီဒီကျိုးလေးကိုကျွန်တော်တို့ဖြုတ်ထားမယ်ပေါ့နော်ဒီမှာကျွန်တော်မူလီဖြုတ်ပြီးသွားပြီ ဒီကားလေးတွေကိုကြာတော့ကျွန်တော်တို့ကဒီဘက်ထရီရဲ့အနုတ်ဖက်ဝင်တဲ့နေရာရဲ့အပန်းဝင်မဲ့နေရာလေးတွေကိုလည်းကျွန်တော်တို့ကအသေးချာလေးမတန်းယူထားဖို့လိုတယ်ပေါ့နော်ဒါအစပိုင်းမှာ လေးလာတဲ့သူများတွေ့ပါခင်ဗျာနော်အဲလုံနေကြသူများတွေ့ရကြတော့မလိုပါဘူးမမိနေပြီဆိုရင်မလိုအပ်ဘူးပေါ့ခင်ဗျာနော်ဒီကျွန်တော်တို့ဒီမှာဖြုတ်မယ် အနှုတ်ကျိုးပေါ့နော်ဒါကျွန်တော်တို့ဘက်တီအနှုတ်ကျိုးဝင်တဲ့ဟာလေဒီထဲမှာကျွန်တော်တို့ကဟိုဟာလော်ပါခွင်းတွေဖိုင်ဘာတွေဘာညာကောက်ရှိတယ်ပေါ့ဒါလေးကိုကျွန်တော်တို့ဒေတာလေးမှတ်ထားဖို့လဲတို့တယ်ပေါ့နော်ဒီမောင်ပြန်ကျွန်တော်တို့ဒီအပေါင်းကိုဝင်တဲ့နေရာကိုလည်းကျွန်တော်တို့ကခါရဲဖြုတ်ပြီးတိုက်ထားမယ်နော် အပေါင်ကျူဆိုရင်ကျွန်တော်တို့ကလုံလောက်တဲ့ခါမှာလက်ကူအဝတ်တော့ပြီးမှကျွန်တော်တို့ရပြီးတော့ဒီကိုဖြတ်ပေးမယ်ပေါ့နော်ဒါအထဲမှာလောဘကွင်းလေးရှိနေလို့ပါခင်ဗျာနော်ဒီရပြီဆိုရင်တော့တိတ်ထားမယ်ပြီးွားရင်ကျွန်တော်တို့ဒီပိုင်းလေးတွေပြီးပြီဆိုရင်ဒီမှာမော်တာရဲ့ကျူးလေးနှစ်ဖက်ကိုကျွန်တော်တို့အရင်ဖြုတ်လိုက်မယ်တစ်ဖက်ကိုကျွန်တော်ဖြုတ်ထားပြီးပြီး အဲ့တော့ကျွန်တော်ပြောသလိုပဲဒီ star ဝဲဦးလေးမူလီခေါင်းလေးဖြုတ်တဲ့ခါမှာဝဲဦးလေးကောင်းကောင်းလေးလိုတယ်ပေါ့နော်နောက်မဟုတ်ရင် तू ကခေါင်းလေးပြဲကုန်မှာဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာစတုံးกว่าတကယ်တမ်းကြတော့တော့ကျွန်တော်14กว่าနဲ့ဖြုတ်လိုက်တယ်ပေါ့လေအကျွန်တော်ကဒီအပိုင်းလေးတွေကိုစစ်ပေးရမယ်ဒီကော့တက်မျက်နှာပြေလေးတွေတေချာထိလား စစ်သွဲတဲ့ခါမှာဒီကောင်ကစောနာကျွန်တော်ပြောသလိုပေါ့ तू ကကျိုးအဆအဆုံမားလို့စီးရင်စတမော်တာကိုအတုပ်ပြလိုက်လို့စီးတခါတည်းဆွဲကန့်နေပြီလို့စီး तू ကပြန်မခွာတော့ဟွန်းအဲ့ဒါလေးတွေဖြစ်တာပါဒါလေးကိုကျွန်တော်တို့ကစမ်းတဲ့ခါမှာတခါတည်းသတိထားဖို့လိုတယ်ပေါ့နော်ဒီလိုအပ်တဲ့အာကျွန်တော်တို့ဟိုတဲနေတန်ဆင်းရေးပိုင်းတွေ ပြုလုပ်ပေးဖို့လည်းလိုတယ်ပေါ့နော်ဒါကျွန်တော်တို့ဆိုလိုနိုင်ဆိုလိုနိုင်အသေးလေးကိုကျွန်တော်ဖြုတ်နေတာဖြစ်ပါတယ် ဆိုလိုလိုက်နှလုံးကတို့ကကျွန်တော်တို့ဒီကအလုံးမလုံးရဒီကောင်လည်းအလုံးမလုံးဘူးကျွန်တော်တို့ဒီမှာ protect ပိုင်းကို lock ချထားတဲ့ဟာလေးရှိပါတယ်ဒီအနောက်ကကွိုင်းကြီးအလုံးမလုံးရသူလည်းမပြစ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ jam ထားတယ်ဟိုအစောနာကွိုင်းကြီးကဆွတ်ချလိုက်လို့ဒီဟာကိုလက်တော့လိုက်မှာဒီကောင်ကပြစ်ကတ်တာဖြစ်ပါတယ်ခင်ဗျာနော်ဒါဆိုရင် तू ကဝင်ယူမလို့အပ်ပဲနဲ့ဒီ တရားကောင်အလုံးမလုံးပဲနဲ့ဒီဘားကဒီကိုလာမရိုက်လို့ရှိရင်ဒီ cottage solo night လေးကအလုံးမလုံးပါခင်ဗျာနော်မိဝင်နေတော့ညာတော့လဲဒီကောင်ကအလုံးမလုံးရေဟိုကလည်းအလုံးမလုံးဘူးအဲ့လိုမျိုးဖြစ်ပါတယ်ဒီ coin ကိုကျွန်တော်တို့တစ်ခါပတ်ပေးလိုက်ပြီးပြီဖြစ်ပါတယ်ခင်ဗျာနော်ခုဒီမှာကြတော့ကျွန်တော်တို့ overhaul လာချတာလားဘလို့သုံးမိရလို့ပြန်ရောက်လာလဲဆိုတော့ကျွန်တော်တို့တော့မသိသေးဘူးခင်ဗျာနော်ဒါကျွန်တော်တို့အလုပ်ဖြုတ်စင်လိုက်မယ်တဆင်းရေးဘာညာပြန်လုပ်မယ်ပြီးရင် ဘောအထိုင်တွေမကောင်းရင်ကျွန်တော်တို့ဝင်ရိုးရဲ့အနေထားတွေမကောင်းရင်လည်းကျွန်တော်တို့ကပြန်လုံးမယ်ပေါ့နော်တဖြည်းဖြည်းနဲ့တော့ကျွန်တော်တို့ကစစ်ဆေးရပါတယ်ဒီအနောက်မှာရှိတဲ့ជីပုကလေးကခြောင်နေလားအဲជីပုခြောင်နေလို့ရှိရင်ကျွန်တော်တို့အလုတ်လုတ်တဲ့ခါမှာတချမ်းကိုပြေးကမ်းလို့ရှိရင်မော်တာကလဲတော်ညာလဲအားမရှိဘူးခင်ဗျာနော်ဝတ်ကြပါတယ်အဲအဲ့ဒါလေးတွေလည်းရှိပါတယ်အဲဒီမှာကျွန်တော်တို့ဒီပင်နီယာကိုတွန်းထုတ်တဲ့ဆိုလိုနိုက်ကွိုင်လေးကိုကျွန်တော်တို့ ်ဖြုတ်နေတာဖြစ်ပါတယ်အဲဒီမှာဒါကြတော့ကြီးကောင်းလေးဒီ solo night ပြေးကန်တာနဲ့ဒါလေးကထွက်လာလို့ဆိုရင်ဒီဝင်ရိုးကို engine ထဲကိုပင်နီယံလဲနိုင်အောင်တောထုတ်လိုက်တာသူကတောထုတ်တာပေါ့နော်တောထုတ်ပြီးတဲ့နောက်ပိုင်းမှာဒီကောင်ကဆွတ်ကန်လို့ဆိုရင်ဒီမှာဘက်ထရီအပေါင်းဒီဘက်ကဝင်ပြီးလို့ဆိုရင်ဒီပင်ကနေပြန်ထွက်လာပြီလို့ဆိုရင်မော်တော်ကိုလဲစီတဲ့သူကကော်တင့်ဆိုလိုနိုင်တယ်အခုဒီမှာဆိုရင်ကျွန်တော်နှိပ်ချလို့မကြပါဘူးဒီဟာလေးက ဂျမ်းခံနေတော့ဒါလေးကိုတော်သွင်းပြီးမှကျွန်တော်တို့ကတော်တော်လေးအနိုင်လို့ကြားတယ်။ဒါဆိုရင်ဒီဆိုလိုနိုင်အကြီးနဲ့အငယ်နဲ့ကတို့တို့ကနှစ်ခုစလုံးအကြီးလှုပ်လှုပ်ပြီးမှအငယ်လှုပ်လှုပ်တာဖြစ်ပါတယ်ခင်ဗျာနော်။အဲပြီးွားရင်ကျွန်တော်တို့ဒီမှာကာဗော်ပိုင်းလေးတွေထုတ်ပြီးတော့ဒီဝင်ယူရဲ့ဆပ်လိတ်လေးကိုကျွန်တော်တို့ဆွတ်ထုတ်ကြည့်လို့ရပါတယ်။ဒါဝင်ယူပင်နေရံကိုတောထုံးတဲ့ဝင်ယူလေးပေါ့ခင်ဗျာနော်။အဲပြီးွားရင်ဒီမှာကျွန်တော်တို့ကာဗော်လေးတွေ အကုန်လုံးဖြုတ်မယ်ဒါကြတော့အနှုတ်ဟွန်းဒါကျွန်တော်တစ်ခါပြင်ပြီးလိုက်တဲ့အနေထားလေးကိုတွေ့ရတယ်ပေါ့နော်ဟိုတစ်ခါကကြတော့ကျွန်တော်ဒီ supply လေးတွေကိုကာဘောကာဘောကိုဖိနှိပ်တဲ့ supply လေးတွေကိုတို့ကပြောင်းပြန်နေထက်လာတယ်ပေါ့နော်ကျွန်တော်လိုအပ်တဲ့ပစ္စည်းလေးတွေလဲပေးပြီးလို့ရှိရင်ကျွန်တော်တို့ပြန်ပြင်ထားတဲ့စကတ်မော်တာလေးဖြစ်ဖို့များပါတယ်ဒါကျွန်တော်ပြန်ဆက်ဆေးမယ်ပေါ့နော်ဘာကြောင့်ဒီတစ်ခါပြန်လာလဲပေါ့အဲအဲ့လို မှာကျွန်တော်တို့မော်တာကျိုးဒီထက်မှာကြာတော့ကျွန်တော်တို့ကဒီ coin အကြီးရယ်ပြီးလို့ရှိရယ်ဒီ coin ကြီးရယ်ဂျားထဲမှာ coin အသေးလေးတစ်ခုကြံသေးတယ်ပေါ့နော် coin ကြီးမှာကြာတော့ကျွန်တော်တို့ဒီ wire ကျိုးအပြားလေးနဲ့ပတ်ထားပြီးလို့ရှိရင်ဒီဂျားထဲမှာပဲကျွန်တော်တို့က coin အသေးလေးကို wire ကျိုးအလုံးနဲ့ပတ်ထားတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီမှာ10မူလီလေးကိုကျွန်တော်ဖြုတ်မယ် ဒီမူလီလေးကလေးလုံးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြန်ထည့်တဲ့ခါမှာသူ့ကိုနေရာကျအောင်ပြန်ပြီးတော့ထပ်ပေးဖို့လိုပါတယ်ဖြုတ်တဲ့ခါမှာလည်းကျွန်တော်တို့ကအဲမတန်းယူထားရင်ကောင်းတယ်ပေါ့နော်ဒါကဒီနေရာလေးမှာထည့်မယ်ဒါကဒီနေရာလေးမှာထည့်မယ်ဆိုဒါအင်ဂျင်ကိုပြန်တက်ထည့်တဲ့ခါမှာဒီမှာမူလီ၃ပေါက်ရှိတဲ့ခါကျတော့အနေထားမှန်မယ်ပေါ့နော်ကျွန်တော်မမှတ်ထားပဲနဲ့အာပစ္စလက်ခန့်ထည့်လိုက်လို့ရှိရင်ဒီဘက်ထီကျိုးဝင်တဲ့အနေထားရယ်ပါညာတွေအကုန်လုံးလွဲကုန်မယ်ပေါ့နော်ဥပမာဖြင့် အင်ဂျင်ကိုတတ်ထည့်တဲ့အခါမှာဒီဘက်ကဘက်တီဝင်တဲ့ငုတ်ကအပြင်ကိုထွက်နေလို့ရှိရင်ကျွန်တော်ကဒီနေရာလေးခေါင်းပိုင်းကထဲမှားသွားလို့ရှိရင်ဒီမှာတော့မားစရာအကြောင်းမရှိဘူးဘာလို့ဆိုတော့မော်တာရဲ့ကျိုးနှပင်ကအဲလော့ချထားတဲ့ပုံစံတိုင်းဖြစ်နေတယ်ပေါ့နော်ဒီဘက်ကိုလက်ထည့်လို့မရဘူးဒီမှာကျတော့သူမူလီနဲ့အပေါင်းနဲ့နှိဆိုင်ရာကိုထည့်လို့ရတယ်ပေါ့အဲ့တော့ကျွန်တော်ကဒီခေါင်းလေးထဲမှားသွားလို့ရှိရင်နေရာလွှဲသွားလို့ရှိရင်ဒီဘက်တီဝင်တဲ့နေရာက ပထမအင်ဂျင်ကိုထိုးထည့်လိုက်လို့ဒီပုံတိုင်းဝင်လို့ဆိုဒီမှာဘက်တီကျိုးဝင်နေတော့ဆိုဒီကောင်းလေးလှဲ့မသွားလို့ဆိုကျွန်တော်ကဒီလိုပုံစံဖြစ်သွားလို့ဆိုရင်ဒီကောင်းကအင်ဂျင်နဲ့တွက်တိုင်နေတာတို့မိုးပေါ်ထောင်နေတာတို့အောက်ဘက်ကိုရောက်သွားတာတို့ဖြစ်တတ်တယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကခေါင်းပိုင်းကိုကြတော့အသေးချာလေးမှတ်ထားဖို့လိုပါတယ်ဒီဘက်မှာကြတော့ကျွန်တော်ကမှတ်စီရမလို့ဘာလို့လဲဆိုတော့ဒီကျိုးနှစ်ပင်ကဒီအပေါက်ကပဲဝင်လို့ရပါတယ်အခြားအပေါက်ကဝင်လို့ရှိရင်ဒီပိုင်းကိုလက်ထက်တဲ့အခါမှာ အဆင်မပြေတော့ဘူးပေါ့ခင်ဗျာနော်သူ့နေရာတိုင်မရောက်တော့ဘူးဒီမှာကျတော့သူ့ရဲ့နေရာနဲ့အဲဟိုပါပေါ့ဒီကဒီနေရာလေးပဲကြာနေရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာနောက်ဆုံးမူလီလေးတစ်လုံးကိုချုပ်ဖို့ကခေါင်းချောနေပါတယ်ခင်ဗျာနော်ဆိုတော့ကျွန်တော်တို့ဒုက္ခရောက်ပြီပေါ့လေအဲ့တော့ဘောက်တီးနံပါတ်30ကိုကျွန်တော်တို့ရှာရမယ်အဲ့ဒီကောင်တော်တော်လေးကြံ့မယ်ဒါဆိုရင်ကျွန်တော်တို့ ရိုက်လဲလေးနဲ့လက်ကြည့်မယ်ပေါ့။အင်းခေပါဒါနဲ့တော့ရပါတယ်။โอเคဖြုတ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီကာဂိုမားတွေတဲ့အခါမှာဒီဝိုင်ယာကျိုးနဲ့ဒီဟာနဲ့ဂျမ်းမဖြစ်အောင်လဲကျွန်တော်တို့ကလမ်းကြောင်းလေးရှောင်ပေးရမယ်ပေါ့နော်ဒီမှာဆိုတကယ်ဆိုရင်ကျွန်တော်တို့ကဒီကာဂိုဒီလိုလေးထားထားပြီးတယ်ခေါင်းပိုင်းကိုအရင်ဖြုတ်ကြည့်မယ်ပေါ့နော်အဲကျွန်တော်ကားပိုင်းကိုဖြုတ်ကြည့်လိုက်မယ်။ကားပိုင်းကိုဖြုတ်ပြီးကျွန်တော်ဝင်ရိုးကိုအရင်ဆွတ်ထုတ်မယ်ပေါ့နော်။ဝင်ရိုးထွက်လာမ ီကဒီလိုလေးလဲလို့အခုဒီပေါ်တိုင်းဆိုရင်ဒီအနောက်ဖုတ်ရဲ့ကြီးပုထဲမှာကျွန်တော်ဝင်ရိုးရဲ့လူတာရဲ့ဟိုဟာကြီးကဂျမ်းဖြစ်နေတာကျွန်တော်ကရှောင်ရှားလို့မရဘူးကျွန်တော်ပြပြမယ်ကျွန်တော်လုတ်ပြပါမယ်နော်ဒီမူလီလေးကိုကျွန်တော်ဖြုတ်မယ်စစ်ကမူလီအတော်လုံးကိုကျွန်တော်တို့ဖြုတ်နိုင်မယ်ပေါ့อืม ်မှာမူလီလေးလင်းကား6လုံးရှိတယ်ပေါ့နော်ကျွန်တော်တို့ကောင်းပိုင်းကိုအရင်ဖြုတ်မယ်အဲကျွန်တော်ဟိုမှာအက်ဒနက်တာခေါ်တဲ့ဒီဒေချာကျွန်တော်တို့ကြာကြာပဲဒီအပြန်သွင်းတဲ့ဟာတော့ကျွန်တော်တလုံးဖြုတ်ထားတယ်ပေါ့နော်ဒီကောင်လည်းကျွန်တော်တို့ကကွန်ပျူတာမှာကျွန်တော်တို့ဒီကြီးစိတ်လေးမှာ line ပေါ်သွားတယ်ပေါ့ဗျာကာဘော်ကိုတိတ်မစားတော့ ဲ့ဒါကိုလည်းကျွန်တော်တို့ပြန်ဆွိုင်းရမှာပေါ့နော်ခဏလေးပါနော်မူလီလေးတုံးလုံးလောက်ကြံပါသေးတယ်ဒီဘက်ကမဖြုတ်ပဲနဲ့ဟိုဘက်ကိုအရင်အပေးပြီးဖြုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာကျိုးပုံစံလေးတွေယွင်းကုန်မယ်ပေါ့နော်ပြန်ထည့်တဲ့ခါမှာကျွန်တော်တို့ကအဲ့ကျိုးနဲ့ကာဗွန်နဲ့ကာဗွန်အိမ်နဲ့တိုက်နေတာတို့ဘာလို့ဖြစ်တာပါလဲဒါဆိုရင်ကျွန်တော်တို့ခေါင်းပိုင်းကိုအရင် ဖြုတ်မယ်ဆိုရင်ခေါင်းပိုင်းကနေပြီးတော့ဝင်ယူပါလာလို့ဆိုရင်ဒီအနောက်မှာဝင်ယူอ่ะကြီးပုထဲကိုမဝင်နေလို့ဆိုရင်သူ့ကိုကတ်လာမခံတော့ဘူးကဲဖြုတ်ပြီးသွားပြီဒါဆိုကျွန်တော်ဒီခေါင်းပိုင်းကိုဆွတ်ထုတ်မယ်အဲ့တော့အစီကောင်းပိုင်းဒီမှာကျတော့ဘောတောက်လေးတွေပေါ့နော်ပြီးရင်ကျွန်တော်ဝင်ရိုးကိုအသားလေးဆွဲထုတ်လိုက်ပြီဝင်ရိုးထွင်းလာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့က ဒါကိုအောက်မှာထားရမယ်ပြီးရရင်ကျွန်တော်ကအခုဒါဆိုရင်ဒီမှာလောလောလတ်လတ်နည်းနည်းတော့ဖြစ်သွားတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီကောက်ကိုအตาလေးမပြီးဒီလိုလေး light sound လို့ရတယ်ပေါ့နော်အစောနာကျတော့ဝင်ရောကဒီကြီးပူးရဲ့အပေါက်ထဲကိုဝင်ရတဲ့အခါကျတော့သူက light ရွှေလို့မရဘူးဒါဆိုရင်ကျွန်တော်တို့ဒီကောက်ကိုနည်းနည်းလေးပဲနည်းနည်းလေးပဲပုတ်ပြခံမှာပေါ့နော်အဲဒါဆိုကျွန်တော်တို့တစ်ဖြည်းဖြည်းနဲ့မရလာလို့ ရပြီပေါ့နော်အဲနည်းနည်းပဲယွင်းတော့လေအစောနာဆိုရင်တော့ဒီဝင်ရိုးကဒီထက်မှကတ်လက်ခံနေတယ်ကာဘိုတွေကလည်းជីခေါင်းကိုတောထားလို့ကျွန်တော်တို့ဒါကိုဒီလိုလေးလိုက်ဆွလို့မရဘူးဝင်ရိုးဆွဲထုတ်လိုက်မှာပဲကျွန်တော်တို့ဒါကိုလှုပ်ရှားလို့ရတော့တာဖြစ်ပါတယ်အခုဒီမှာဆိုရင်ကျွန်တော်ပြောတဲ့အတိုင်းပဲဒါက꽌ကြီးပေါ့နော်ជីပြားနဲ့လှုပ်ထားတာဒီကားကြတော့꽌အငယ်ကျွန်တော်ဒီပင်နေရတွေ့ပြုလှုပ်ထားတာအခုဒီမှာအတိုင်းကျွန်တော်တို့အနှဲငယ်လေးလာလိုက်မယ်ဆိုရင်သူက ဆော့ဖြစ်သွားတာဒီမှာကာဘော်ရဲ့စပလိလေးမှာဒီနားလေးမှာဆော့ဖြစ်ထားတာကိုတွေ့ရမယ်ဆော့ဖြစ်တာကြတော့ကျွန်တော်ဒီဒီ point ကိုကျွန်တော်ပြန်ထည့်တဲ့အခါမှာတတိထားရပါတယ်เนาะအဲခဏလေးပါအဲ့နော်လေးတယ်ကျွန်တော်ဒီမော်တော်ကိုဆင်းတဲ့အခါမှာဒီနေရာလေးတွေကိုတတိထားရဒီမှာဆိုကျွန်တော်တို့က ဆော့ဖြစ်ထားတဲ့အနေထားပေါ့ခင်ဗျာနော်ဒီမှာကြီးဟုတ်ကဲ့ကြီးဝါယာလေးမှာကျွန်တော်တို့ဆော့ဖြစ်ထားတာဖြစ်ပါတယ်ဒီမှာ coin နဲ့ပေါ်ပြီးလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ကမောင်းတဲ့အခါမှာဒီမှာဆော့ဖြစ်နေလို့ရှိရင်ကျွန်တော်တို့ကမော်တာကိုလဲတဲ့အခါမှာမော်တာရဲ့လယ်နှုန်းရာဂိုင်နှုန်းယော့စီတယ်ပေါ့နော်အပြည့်မယော့မယုံနိုင်ပဲနဲ့ဒါဆိုရင်ကျွန်တော်ဒီနေရာလေးကိုမိခံပိုင်လေးပြန်ထက်ဒါမှမဟုတ်ရင် အဝေါ်ပါတီနဲ့ပြန်စီလို့ရှိရင် vanilla တုပ်ပြီးလို့ရှိရင်နောက်ထပ်သူ့ကိုဆော့မဖြစ်အောင်ကျွန်တော်တို့ကပြာကွယ်ရမှာဖြစ်ပါတယ်။ပြန်စင်တဲ့အခါမှာကျွန်တော်တို့ကဒီကာဗွန်အိမ်မှာရှိတဲ့ကာဗွန်အိမ်မှာရှိတဲ့ဒီ supply လေးတွေပေါ့နော်။ဒီကောင်လေးအခုဒီနေရာပေါ့ဝါယာကျိုးကဒီနှစ်ပင်ကဒီနေရာဝဲဝင်လို့ရဒီပချမ်းကိုဝင်လို့မရဘူး။အဲ့တော့ဝင်တဲ့အခါမှာကျွန်တော်တို့ဒီမှာဒီက supply လေးနဲ့အဲကျွန်တော်ဘယ်လိုပြရမလဲ။ဒီနောက်မှာဆော့ဖြစ်နေတဲ့အရာလေးတော့ဒီကောင်ကဒီမှာလက်ထောက်နေဆိုတော့ဒါဆိုရင်ကျွန်တော်တို့က ်အပေါင်းနဲ့အပေါင်းဖြစ်ချင်းလည်းဖြစ်မယ်အပေါင်းနဲ့အနှုတ်ဖြစ်သွားရင်ဖြစ်မယ်ပေါ့အဲ့လိုမျိုးဆော့ဖြစ်တာပေါ့နော်ဒါကသူကအမြဲတမ်းတော့ထိတွေ့မှုရှိလားဆိုတော့မဟုတ်ဘူးတစ်ခါတလေမှသွားထိတာအဲ့တော့နောက်ခါထည့်လို့ရှိရင်ကျွန်တော်ဒီနေရာလေးကိုအာဒီလိုမျိုး fiber အနီလေးနဲ့ဖြစ်စေကျွန်တော်တို့ကဆော့မဖြစ်အောင်သူ့ကိုအတနိုင်ဆုံးကောက်ွယ်ပေးရမှာဖြစ်ပါတယ်အာ fiber အနီအောင်လေးကကြတော့ ဒီလိုမျိုးလေးတွေပေါ့ကျွန်တော်တို့ဒီလိုမျိုး fiber အနီရောင်လေးတွေ fiber အနီရောင်လေးတွေဒီထဲမှာကျွန်တော်လိုအပ်တယ်လို့ညှက်ထည့်ပြီးလို့ရှိရင်ကောက်ွယ်တဲ့အနေနဲ့ကျွန်တော်တို့ထည့်ပေးလို့ရပါတယ်ခင်ဗျာနော်အဲဒီနေရာလေးတွေဒါကိုဆော့မဖြစ်အောင်ကောက်ွယ်လို့ရှိရင်ကျွန်တော်တို့အဆင်ပြေသွားမယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်လေးဒီမှာခေတ္တခဏရန်နာခွဲပြပါခင်ဗျာနော်ကျေးဇူးအပ်ပေးတဲ့ကျွန်တော်ရဲ့ညီကုံများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ပြန်လည်ပြီးတော့ပြန်တက်ရှင်တဲ့ခါမှာလည်းကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ဖိုင်နေနဲ့ပြုလုပ်ပေးပါဦးမယ် အဲ့တော့ကျွန်တော်မှလည်းဗီဒီယိုဖိုင်လေးတွေတင်လိုက်လို့ရှိရင်ကြည့်တဲ့လူနည်းတဲ့ခါကျတော့ခါတည်းလဲမပြုတ်လို့ချေဖို့ခင်ဗျာเนาะကျွန်တော်ကကျွန်တော်မော်တာအချောင်းတွေရောဒီစတာမော်တာတွေအာအက်တနတာကျွန်တော်တို့ချာချာပြန်သွင်းတဲ့ဟာတွေကိုအလုပ်ကိုကျွန်တော်တို့အတားနဲ့ဆုံးသင်ပြပေးသွားမှာဖြစ်ပါလို့ကျွန်တော်ကကျတော့မော်တာကိုတိတ်မပန့်ရတော့ဘဲနဲ့ဒီလိုမျိုးပဲဒါလေးတွေကိုလည်းလုပ်နေရတာဖြစ်ပါကဲအလုပ်ကိုအကျိုးပဲကျေးဇူးတင်ပါတယ်ဆွေလန်းချမ်းမြေကြပါစေခင်ဗျာ